မင်္ဂလာပါຫນွေဦးနေရမ2025ခုနှစ်ဇွန်လ3ရက်နေ့ညပိုင်းသတင်းများကိုစတင်အစီရင်ခံပါတော့မယ်ခင်ဗျာ ကျွန်တော်တောက်ကြပါသတင်းကောင်းစဉ် ရန်ကုန်မှာကိုဗစ်ကူးစက်မှုတစ်ပတ်အတွင်းသုံးဆမြင့်လာခြင်းပြီးခဲ့တဲ့တစ်ပတ်အတွင်းကမြန်မာမှာကိုဗစ်တန်တရာလူနာတွေကိုစစ်ဆေးခဲ့ရမှာရန်ကုန်တိုင်းနဲ့မှာကိုဗစ်လူနာသစ်18ဦးကိုတွေ့ရှိထားတယ်လို့စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကဒီကနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်လိုက်ပါတယ်ကိုဗစ်လူနာသစ်18ဦးကိုမေလ25ရက်နေ့ကနေဇွန်လ3ရက်နေ့မနက်ပိုင်းအတွင်းမှာတွေ့ရှိထားတာလို့ဆိုပါတယ်တစ်ပတ်အတွင်းကိုဗစ်လူနာတွေ့ကြသူတွေထဲမှာလိုင်မြို့နယ်က3ဦးနဲ့အများဆုံးဖြစ်တယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့မေလ25ရက်ထုတ်ပြန်ကြမ်းမှာတော့တပတ်အတွင်းကိုဗစ်လူနာသစ်6ဦးရှိခဲ့ပါတယ်စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနဟာကိုဗစ်19ရောဂါစောင့်ကြည့်မှုအခြေအနေကိုအပတ်စဉ်ထုတ်ပြန်နေတာဖြစ်ပါတယ်မေလနောက်ဆုံးပတ်မှာတော့မြန်မာမှာကိုဗစ်ကူးစက်မှုအနည်းငယ်မြင့်တက်လာပေမဲ့ပြင်းထန်လူနာနဲ့အထူးကုသပေးရတဲ့လူနာမရှိလို့စိုးရိမ်ပွဲရာမရှိတဲ့အကြောင်းစစ်ကောင်စီကျန်းမာရေးဝန်ကြီးဒေါက်တာတက်ခိုင်ဝင်းကမေလ25ရက်နေ့အစည်းအဝေးမှာပြောထားပါတယ် ကိုဗစ်မျိုးဗီဇပြောင်းလဲမှုတွေမှာအခုတွေ့ရတဲ့ဗီဇပြောင်းပိုးတွေဟာပြင်းထန်မှုမရှိတဲ့မျိုးကွဲတွေဖြစ်တဲ့အတွက်လက်ရှိထိုးနေတဲ့ကိုဗစ်19ရောဂါကာကွယ်ဆေးတွေနဲ့ထိတိယောက်ယောက်ကာကွယ်နိုင်တာကြောင့်ထက်ဆောင်ကာကွယ်ဆေးထိုးတာကိုလှုပ်သွားမယ်လို့လည်း၎င်းကဆိုထားပါတယ်ခင်ဗျာဆက်လက်၍မင်းအောင်လိုင်းအပါအဝင်စစ်အရာရှိကြီးများကိုဆဲဆူခဲ့တဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေတင့်မောင်ခုမှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများနဲ့စစ်ကောင်စီတပ်ကပြန်ဖမ်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ မင်းအွန်လိုင်းအပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့တဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေတင့်မောင်ကိုမှုလက်နက်မှုလိုင်စင်မဲ့ကာရောင်းဝယ်မှုများနဲ့စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြည်ဦးလွေရဲတိုင်းဝိုင်းကပြောဆိုပါတယ်။ဇွန်လ၂ရက်နေ့မွန်လယ်တနားရီကျော်အချိန်မှာပြည်ဦးလွေမှာနေထိုင်တဲ့စစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းမင်းအွန်လိုင်းအပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုတဲ့အတွက်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမှတ်358မြင်းဆောင်2025 စစ်တပ်ရေးဥပဒေပုံမှ66ကကြီးနဲ့မဘာတာနဲ့စစ်တပ်ထောက်ကန်သူဒေါ်မိုးမိုးခိုင်က မေလ9ရက်နေ့မှာအမှုဖွင့်ခဲ့ကြောင်းဇော်ဘုံဟင်းက၎င်းရဲ့ Telegram Channel မှာစစ်တပ်အရာရှိကြီးများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းထို့ကြောင့်ဇွန်လ9ရက်နေ့မှာစစ်တပ်ကဇော်ဘုံဟင်းကိုဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါတယ်ဖမ်းသွားတာကတော့တေးကြတယ်ညီနိုင်ပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခေါက်တော့ညီနိုင်ပြီးထွက်ဖို့တော့ခက်မယ်ထင်တယ်သူကိုဆွဲထားတာတွေကအမှုတွေများတယ်လို့သိရတယ်လို့ရဲတရင်အရင်မြစ်ကပြောဆိုပါတယ် ရန်ကုန်ခြေဆိုင်မပဒအတိုင်းဝိုင်းကတော့ဇော်ဘုံဟင်းကိုဆက်သွယ်ရေးဥပဒေတင့်မောင်ကုံမှုလက်နက်မှုလိုင်စင်မဲ့ကရောင်းဝယ်မှုများနဲ့အမှုတပ်ဖမ်းဆီးထားတယ်လို့သိရှိရပြီး၎င်းကိုပြန်လွတ်ပေးရေးမပဒဥဆောင်သူတချို့ကစစ်တပ်နဲ့ညှိနှိုင်းနေကြောင်းပြောဆိုပါတယ်။ဖမ်းဆီးမခံရခင်ဇော်ဘုံဟင်းကစစ်လော်ဘီများဖြစ်ကြတဲ့ကျော်စိုးဦးဒဇင်ဦးတို့နဲ့မုံရွာမြို့အနောက်မြောက်တိုင်းစစ်တနာကျုပ်အပါအဝင်စကိုင်းနဲ့မန္တလေးကိုတွားရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်၍ လုံကင်ကြောက်လုတ်ကွက်မှာပောက်ကွဲမှုကြောင့်နှစ်ဦးတေဆုံးကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဖားကဲမြို့နယ်လုံကင်ဒေသမော်စီစာကြီးရွာတင်အောင်ကျိုင်လုတ်ကွက်ဟောင်းမှာယနေ့ဇွန်လ3ရက်မွန်လတနေ့ကျော်အချိန်ခန့်မှာပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူနှစ်ဦးတေဆုံးကထိခိုက်ဒဏ်ရာရသူ73ဦးခန့်ရှိကြောင်းဒေသခံများထံကနေသိရှိရပါတယ်လက်နက်ကြီးကြောင်းသို့မဟုတ် drone ကြောင့်ပောက်ကွဲမှုဖြစ်ပွားရခြင်းဖြစ်ကြောင်းဒေသခံများကပြောဆိုထားပေမဲ့အကြောင်းအရင်းအတိအကျကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး အဲ့ဒီပေါက်ကွဲမှုကြောင့်ရင်းလုတ်ကွက်မှာအလုလုနေတဲ့အမျိုးသားနှစ်ဦးမှာနေရာမှာတွင်တည်ဆုံးခဲ့ပါတယ်။တည်ဆုံးသူနှစ်ဦးလုံးကကြာပါဒဏ်ရာရလူတွေမှလည်းစိုးရင်ရတာပါတယ်ဗျ။ဥက္ကောင့်တိသူတွေကပါတယ်လို့ဒေတာခန့်တရင်ရှိမြစ်တဦးကပြောဆိုပါတယ်။လက်ရှိမှာပေါက်ကွဲမှုကြောင့်ဒေတာခန့်များထိတ်လန့်နေကြပြီးအထက်ကလုံခင်းမှចောင်းသူចောင်းသားများကိုចောင်းစင်းချိန်မတိုင်မီចောင်းသားမိဘများကပြန်ခေါ်ခဲ့ကြကြောင်းအခြားဒေတာခန့်များထံကနေသိရှိရပါတယ်။ ပောက်ကွဲတဲ့နေရာနဲ့ကြောင်းတဲ့ကအဖြောင့်တိုင်းရင်နှမိုင်၃မိုင်လောက်ဝေးတယ်။ဒါပေမဲ့အတန်ကပြင်းတယ်။ပောက်ကွဲမှုကပြင်းအားကြီးတော့အကုန်လန့်ထွက်သွားတာလို့ဒေတာခန်တူကဆိုပါတယ်။ပြီးခဲ့တဲ့မေလကုန်ပိုင်းမှာဖားကန်မြို့ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာကာမိုင်းလုံခင်းဒေတာမှတဆက်နောက်ချန်အင်အားချန်ပြီးဖားကန်မြို့ကိုဆက်လက်ချီတက်လာကလက်ရှိမှာဖားကန်မြို့အနီးပတ်ဝန်းကျင်မှာနေရာချနေပြီဖြစ်ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA တရင်နဲ့ပြင်ကြားရေးတာဝန်ခံပုံမှုကြီးနော်ဘူးကပြောဆိုပါတယ်။ ဖာကန်ကိုဝင်သွားတဲ့စစ်ကြောင်းကဖာကန်တက်မကုန်းနဲ့အဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့သူတို့ရဲ့တက်စကန်တွေမှာပြန်နေရချနိုင်ဖို့စီစဉ်နေတယ်လို့ကြားသိရပါတယ်။ဒါပေမဲ့လက်တွေ့ဘဲစကန်မှာအင်အားဖြည့်ပြီးအပြောင်းအလဲလုပ်တယ်ဆိုတာလောက်ကအခုတတိသူတို့မလုံနိုင်သေးဘူး။သူတို့တက်လာတာကတော့၄900တက်လာတယ်လို့ကြားတယ်။ဒါပေမဲ့ဖာကန်ရောက်လာတာကတော့တရားဝန်းကျင်လောက်ရောက်တယ်လို့ပြောတယ်။ကျန်တဲ့စစ်ကြောင်းတွေကကာမိုင်းတို့နန်ယာတို့နန်တိန်တို့မှသူတို့ပြန်ထိုင်နေတယ်လို့ကြားပါတယ်လို့ဆိုပါတယ်။ကျန်နေခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်ရှိမှာကြောက်လုတ်ကွက်များမှာနေမည်ရှင်းလင်းရေးဟုဆိုကကြောက်လုတ်ကွက်ကုမ္ပဏီများထံမှငွေကြေးများတောင်းယူနေပြီးအစင်မပြေပါကကြောက်တူးပေါ်ရေးရန်ရများကိုဖျက်ဆီးမိရှုခြင်းများဆောင်ရွက်နေကြောင်းဒေသခံများထံကနေသိရှိရပါတယ်။လုံကင်းမှာရှင်းလင်းရေးဆိုပြီးတော့ပြန်လာတာရှိတယ်။လုတ်ကွက်တွေအရင်ဆုံးဝင်နေတယ်။လုတ်ကွက်တွေမှာဝင်ပြီးတော့မှအခွန်ကောက်တာပေါ့ဗျာ။အခွန်ကောက်ပြီးတော့ကားတွေပတ်ဟိုးတွေကိုမိရှုတယ်။လုတ်ကွက်တွေမှာတော့သူတို့ကအင်တိုက်အားတိုက်ဝင်လာတယ်လို့ဒေသခံကပြောဆိုပါတယ်။ယနေ့နေ့ပိုင်းတွင်လည်း ဖားကံမြို့နယ်မော်စီစာကြီးရွာအနီးမှာရှိတဲ့လောက်ွက်111မှာဗဟုကားတစီမြေတဲကားနှစီအပြင်ကင်းတဲ့တလုံးကိုမိရှုဖြက်စီးခဲ့ကြောင်းသိရှိရပါတယ်။လုံခင်းဒေတာဟာဖားကံမြို့နယ်လေးမိုင်ခန့်အကွာမှာရှိပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကဖားကံတပ်မကဖားကံမြို့မှာရဲစခန်းမစွရင်အချုပ်ထောင်းလုံခင်းပြူဟာကိုလုံခင်းရဲစခန်းရမ်းချက်စခန်းမော်စီစာဖယားကုန်းနဲ့ကန်စီပြူဟာကုန်းတို့မှာတက်ဆွဲထားကြောင်းဒေတာခန့်တရင်ရင်းမြစ်များထံကနေသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်၍ဝိုင်းမော်မှာတောင်ကျချောင်းရည်ကြောင့်ကလေးအပါဝင်လူ၅ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးတိုက်နယ်မှာတောင်ကျချောင်းရည်ရုတ်တရက်စီးဆင်းမှုကြောင့်ရှင်းမဟော်ကြီးရွာနဲ့ရင်းတော်ကြီးရွာမှာကလေးတဦးအပါအဝင်မျိုးသမီး၂ဦးအမျိုးသား၂ဦးသေဆုံးခဲ့ကြောင်းကချင်လွတ်လပ်ရေးအဖွဲ့ KIO ထံမှသိရှိရပါတယ်။ယမန်နေ့ဇွန်လ၂ရက်နေ့နဲ့အစောပိုင်းမှာရုတ်တရက်တောင်ကျချောင်းရည်စီးဆင်းမှုကြောင့်ရှင်းမဟော်ကြီးရွာမှာအသက်၁၄နှစ်အရွယ်မောင်လွန်းတောင် ခရိယန်တင်းတောက်ဒေါ်လန်နောကောင်ရွယ်58နဲ့ဒေါ်ဆိုင်ချီရင်းတော်ကြီးရွာမှဥဆိုးသူ28နဲ့နဲ့ဒေါ်ဒါရှိပောက်ကြာ62နှစ်တို့တိတ်ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ချောင်းကတေးသေးလေးပါရေကြီးလွမ်းတာမျိုးလည်းမဟုတ်ဘူးရုတ်တရက်ချောင်းရည်ကျလာလို့ခုလိုဖြစ်တာအခုတော့ရေပြန်ကျသွားပါပြီကျွန်တော်တို့လည်းကေစရေးဘက်မှပြန်ဝင်နေပါတယ်လို့ KIO KIE ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကဆိုပါတယ်။ရုတ်တရက်ချောင်းရည်ကျဆင်းမှုကြောင့်ရှင်းမဟော်ကြီးရွာမှစေပေကန်စာတင်ကြောင်း နေအိမ်လမ်းနဲ့စိုက်ကင်းအချို့ပျက်စီးမှုများရှိကြောင်းလည်းသိရှိရပါတယ်။ယခုရက်ပိုင်းအတွင်းကချင်ပြည်နယ်မှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်မြစ်ကြီးနားချီဖွေဝိုင်းမော်နဲ့ပူတာအိုမျိုးတို့မှလည်းရေကြီးရေလွမ်းမှုများဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိမှာအေယာဝတီမြစ်ရဟာပြန်လည်ကျဆင်းနေပြီဖြစ်တဲ့အတွက်ကြောင့်ရေကြီးမှုအခြေအနေကိုဆက်လက်စောင့်ကြည့်နေပြီးလိုအပ်ပါက KIO အနေနဲ့လည်းကေဆယ်ရေးမှဝင်ရောက်ကူညီမယ်လို့ဆိုပါတယ်။မြစ်ကြီးနားမိုးကောင်းဘက်ကအခုကရေကပြန်ကျနေတဲ့စောင့်ကြည့်နေတဲ့အနေထားပါ လိုအပ်လို့ရှိရင်တော့ကျွန်တော်တို့ KIO အနေနဲ့လဲကုညီထောက်ပံ့တဲ့ကေဆေးရီးတွေလဲလုံမှာပါလို့ဘူမူကြီးနော်ဘူးကပြောပါတယ်မိုးတဲထန်စွာရွာသွန်းမှုကြောင့်ကချင်ပြည်နယ်အပြင်ရခိုင်ပြည်နယ်မှာရှိတဲ့ကြောက်တော်မြောက်ဦးမင်းပြနဲ့တောင်ကုန်းမြို့တို့မှာလဲရေကြီးနှင်းမြုပ်မှုများရှိနေကြောင်းသိရှိရပါတယ်ယနေ့ဇွန်လ3ရက်ညနေပိုင်းအထိကချင်ပြည်နယ်ရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတို့မှာနေရာကွက်၍မိုးကြီးနိုင်ပြီးမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်း ချင်းပြည်နယ်၊ကရင်နီပြည်နယ်တို့မှနေရာစိတ်စိတ်နဲ့ကြံတိုင်းနယ်ပြည်နယ်တို့မှနေရာအနှံ့မုတ်တစ်ချုံရွာနိုင်ကြောင်းစစ်ကောင်စီလက်အောက်ခံမိုးလေဝသနဲ့ဇလပေဒညွန်ကြားမှုဦးစီးဌာနရဲ့ယနေ့နက်နက်9နာရီခန့်မှန်းချက်မှာဖော်ပြထားပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHDM ကလည်းဇွန်လ၂ရက်နေ့မှာရှိရနေသည့်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးကြီးခြင်းနဲ့အတူလျှက်စီးလက်ခြင်းမိုးကြိုးပစ်ခြင်းလျှက်တပြက်ရေကြီးခြင်း ကမ်းပါပြိုခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝပေးရနေများဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့်အထူးသတိပြုရန်တိုက်တွန်းထားပါရခင်ဗျာဆက်လက်၍ပကံမျိုးတဲ့ကံကောရက်ွက်စရက်မှာပြူစောတိခေါင်းဆောင်ဇောဇောအပါအဝင်ပြူစောတိကိုဦးကပြည်သူများထမဆက်ကြီးကောက်နေစဉ်ဝင်ရောက်ပစ်ကတ်မှုရှစ်ဦးတေဆုံးဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းပကံမျိုးတဲ့ကံကောရက်ွက်စရက်မှာအကျန်းဖတ်စစ်တက်လက်အောက်ကံပြူစောတိခေါင်းဆောင်ဇောဇောအပါအဝင်ပြူစောတိကိုဦးကပြည်သူများထမဆက်ကြီးကောက်နေစဉ် ဝင်ရောက်ပစ်ကတ်တိုက်ခိုက်ခဲ့ရမှာရှီဦးတည်ဆုံးခဲ့ကြောင်းတနောင်းမြေစစ်ကြောင်းမှစစ်ကြောင်းအိုင်အိုရဲဘော်မှုတူးကပြောဆိုပါတယ်။စွန်လတရက်နေ့ပကံမျိုးတစ်ကံကောရက်ကွက်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံတပ်ထွက်ပြူစောတီခေါင်းဆောင်ဇော်ဇော်နဲ့၎င်းရဲ့နောက်လိုက်ပြူစောတီရှီဦးကရက်ကွက်ထိတ်မှရှိတဲ့ဇရက်မှာပြည်သူများထံမှစက်ကြီးကောက်ခံနေကြောင်းတရင်ရရှိတဲ့အတွက်တနောင်းမြေစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တို့ကတွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း ပြူစောတိများကလက်ပစ်ဘုံနဲ့ပြန်လဲပြစ်ခတ်တိုက်ခတ်ရန်ပြုလုပ်စင်မှာလက်ပစ်ဘုံမှာကြည်တိမှန်ပြီးပောက်ကွဲခဲ့ရာမှာပြူစောတိကောင်းဆောင်စောစောနဲ့၎င်းရဲ့နောက်လိုက်ပြူစောတိခုနှစ်ဦးတေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်တေဆုံးသွားတဲ့ပြူစောတိများတမ .22 လက်လုတ်တနတ်တလက်ကာပိုင်လက်လုတ်တနတ်တလက်လက်ပစ်ဘုံတလုံးကာပိုင်ကြီး၁၀တော့ .22 ကြီး6တော့စိုက်ကဲနစင်းနဲ့တူပြူစောတိတက်တဲ့ကန်အထောက်အထားများတင်ဆက်ရမိခဲ့ကြောင်းသိရှိရပါတယ် ဓမ္မယုံဆိုတာတရားပွဲအတွက်စုဝေးနေတာမဟုတ်ပါဘူးစက်ကြီးကောက်နေတာပြီးတော့ပြူစောတိတသက်ကံအထောက်ထားတွေကောလက်လုတ်တနက်အတူနဲ့လကောပြီးတော့ကြီးတွေကောလက်ပစ်ပုံးတွေကောတင်ဆက်ရမိခဲ့တယ်ကျွန်တော်တို့ပြစ်တာကပြူစောတိခေါင်းဆောင်စောစောကိုအတိကထားပြစ်တာကျွန်တော်တို့ဝင်ပြစ်တဲ့အနေထားမှာလက်ပစ်ပုံးနဲ့ပြန်ပြစ်တာကိုကျွန်တော်တို့ကြီးကလက်ပစ်ပုံးကိုမှန်သွားလာတော့မသိဘူးလက်ပစ်ဘုံကထပောက်ပြီးတော့ကျွန်တော်တို့ကားနဲ့ဝင်ပြပြီးပြန်꿰တဲ့အချိန်မှာအကုန်လုံးကမှောက်နေကြပြီ ပြည်သူတွေအနေနဲ့ပြူစောတီးတွေနဲ့အနီးကပ်မနေဖို့ပေါ့တေဆုံးသွားတဲ့သူတွေကလည်းသူ့နောက်လိုက်တွေပါကျွန်တော်တို့ပစ္စည်းစင်းကောက်တဲ့အချိန်မှာတော့ဒဏ်ရာနဲ့သူတယောက်တွေ့တယ်သူ့မှာလက်နက်မရှိတော့ကျွန်တော်တို့ဘာမှမလုပ်ခဲ့ပါဘူးတေဆုံးတာကပြူစောတီးခေါင်းဆောင်ဇော်ဇော်အပါအဝင်ရှိဦးတေဆုံးတယ်လို့တနောင်းမြေစစ်ကြောင်းမှာစစ်ကြောင်း IO ရဲဘော်မူတူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတနောင်းမြေစစ်ကြောင်းနဲ့အတူ Backend and Nyaung Special Task Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စွာလက်မအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာလူထုပဲရက်တည်ခြင်းတရင်အစစ်အမှန်ຫນွေဦးနေရန်